ဆွဲထားမိတဲ့ကောက်ရိုးတမင်ဒီကာလကိုပဲဝင်ချင်မာရောတခါတလေကိုယ်တိုင်မှလုံးမိနေသလားကြံစင်စားရတဲ့အရာပေါ့လောကမှာ unconditional love ဆိုတာမရှိဘူးလို့တချို့ကပြောကြတယ်ကိုယ်တိုင်လည်းလက်ခံတယ်ဘသူရဲ့ချစ်ချင်မှမဆို condition ဆိုတဲ့အခြေအနေတစ်ခုခုတော့ရှိတတ်ကြတာပဲလှလို့ချစ်တယ်ချမ်းသာလို့ချစ်တယ်ဆိုတာမျိုးじゃအပေါ်ရန်သိစံသွားတယ်ချစ်တယ်တောင်ပြောမရဘူးထင်ပါတယ် ဒီလောက်မဟုတ်လေတော်လို့ချစ်တယ်အရေးချင်းရှိလို့ချစ်တယ်စိတ်ထားလာလို့ချစ်တယ်ဂုဏ်ယူရတဲ့ချစ်တူမှုချစ်တယ်တွေ့သွားရင်အများချီးကျူးအားကြမှာမှုချစ်တယ်စတဲ့ဖြင့်အကြောင်းရင်းတွေတော့ရှိတတ်ကြပါရဲ့အဲ့ဒီထဲမှာကိုယ့်ရဲ့အချီးကျန်မှုမေတ္တာငမို့မှုဘဝအသေးပဲပျောက်ဆုံးမှုတွေတရားရောက်ကိုချမိညစ်တွင်မိဆွဲထားမိတဲ့အချင်းမျိုးလေးပါတယ်အခုကာလမှာလူတော်တော်များများရဲ့ဘဝတွေကြံပြောင်းကြံဖြစ်ကုန်တယ်ကိုယ်တွေးချင်မထားတဲ့နေရာကိုရောက်လာရတယ် လူမစိတ်ဆန္ဒဆိုတဲ့ဝါးကတိတ်အရေးကြီးပါတယ်သူဆန္ဒအရာငွေစေသိမ်းလှူခြင်းလှူမယ်ငါးတောင်းလောက်သူစီရနေခိုးသွားရင်တော့ဒေါ်လာထွက်မယ်မြစ်စေသိမ်းတောင်လှူနေရရပဲกว่าလို့တွားပြောလို့မရဘူးအဲ့ဒါသူဆန္ဒအရာငါးတောင်းကသူမတိပဲခိုးသွားလှူသွားတာအခုလဲဒီလိုပဲနိုင်ငံသားမှနေခြင်းလို့ထွက်လာတဲ့သူနဲ့မဖြစ်လို့တိတ်ချောင်လာတဲ့သူနဲ့ခံစားချက်ချင်းမတူတခါအခြေတကျလည်းမဟုတ်ကြပြန်ဘူး ိသားစုနဲ့ခွဲခွာရတယ်။တီကျွမ်းမှုမပြောနဲ့။သူတို့ဒီကမ္ဘာလောကမှာရှိနေမှန်းတော့မသိခဲ့တဲ့လူတွေနဲ့ပတ်သက်ရတယ်။အသက်လုံးလှုပ်လာခဲ့တာနဲ့ဘာမှမဆိုင်တဲ့အလုပ်တွေကိုလုပ်ရတယ်။ကျောင်းဆရာမဟင်းချက်ရောင်းအစိုးရဝန်ထမ်းဆိုင်ကဒီလီဗရီပို့နဲ့ဖြစ်တယ်လို့တက်မွေးကြရတယ်။ဒီတော့အထီးကျန်နေမနဲ့မနဲ့ဆို၅ဘာအတွက်နိုးထလာလဲဆိုတဲ့ဘဝရဲ့အထိပ္ပယ်ကြီးပျောက်ဆုံးကုန်တယ်။ဘာအတွက်ရှင်တန်နေရတယ်မသိတော့ဘူး။အိမ်မှာတယောက်ယောက်ကိုညှိတွယ်မိသွားတတ်တယ်။ သူအနေနဲ့စင်ကိုရဲ့အထီးကျန်မှုကိုဖြည့်ပြောက်တာဘဝအသေးပဲကိုပြန်ရှာတာမျိုးပေါ့တစ်ဖက်ကလူလာရဲ့ပြဿနာမရှိပေမဲ့ကိုဘက်ကပဲဖြစ်နေတဲ့အခါကျပိုပင်မရရယ်ပူလောင်ရရယ်တမီးစားဆက်ဆက်ရေးမျိုးမှမဟုတ်ဘူးမိတ်ဆွေလိုဆက်ဆက်ရေးတွေမှာလည်းဒီတဘောတွေ့ရတာပဲတယောက်ယောက်ကိုအားကိုးမိနေတာသူတို့ရှိနေမှာစိတ်လုံးဂျုံတယ်လို့ခံစားရတာစတဲ့ဖြစ်ပေါ့ဒီလိုပဲဝင်းကျင်ကောင်းဆိုတာဘတူအတွက်မဆိုလိုအပ်တာတော့မှန်တယ်သို့တော့ အလွန်ကျုံမိခိုမိနေခြင်းကတော့ရေရှည်အတွက်မကောင်းနိုင်ဘူးအဲ့ဒီမှာမှငကိုရေကမိသားစုပြဿနာတွေငယ်ဘဝစိတ်ထင်ရတွေရရှိထားရင်တော့ပိုဆိုးသွားတယ်မြေတားငတ်နေတဲ့အခါမြေတားပိုလိုချင်တယ်တွယ်ညိလွယ်တယ်တရားလူဆိုင်မှုတေးတေးကလေးရနေတာအချစ်စိတ်တွေပေါက်ပွားလာတတ်တယ်ငယ်ငယ်တည်းကအငုံစိတ်တွေတိမ်ငယ်စိတ်တွေရှိခဲ့တဲ့အခါအခုလိုဘဝအခြေအနေပြည့်ဝထားတဲ့အပေါ်မှာတုံ့ပြန်ပုံတွေကခက်ထန်လာတယ် ကိုယ့်ရဲ့လက်တွဲပေါ်ကိုအနိုင်ယူအကျန်းဖက်ခြင်းဖြင့်ကိုယ့်ရဲ့ self esteem ကိုမြင့်တင်လာကြတယ်။ဆိုရှယ်မှာမှကြောက်တော့အလွန်ကျွနေတဲ့ဝင်တူတယ်။လေချမ်းနိုင်ချမ်းနေတဲ့လောကဓာတ်ပင်လယ်ထဲမှာကိုယ်လွင့်ထွက်မသွားအောင်မျောပါမသွားအောင်တစ်ခုခုကိုဆွဲထားမိကြတာပါပဲ။ဒီပင်လယ်ထဲကမရောက်နေရင်ဒီလောကဓာတ်နေနေတာမကြုံရရင်ဒါတွေကိုလည်းဆွဲထားမိမှာမဟုတ်ပါဘူး။အခက်ခဲကြချစ်ချင်းမြတ်တာဆိုတာတိတ်လှပါတယ်။ ကိုဒုက္ခရောက်နေခြင်းနှိမ်ပါနေခြင်းမှလည်းဘဒုမြတ္တဟာတကယ်စစ်မှန်နေဆိုတာသိနိုင်နေမဟုတ်လားအတူလက်တွဲကြော်ဖြတ်ကြတဲ့အခါမှလည်းဒုက္ခတွေကသေးသွားတယ်အခက်ခဲတွေကပါလျသွားတယ်ပြဿနာတွေကငယ်သွားတယ်တူထွက်ကိုရှိတယ်ကိုအတွက်တူရှိတယ်မတော်နှစ်ယောက်အတူဆိုတဲ့အတွေ့ကလေးတွေးမိလိုက်တိုင်းစိတ်ခွန်အားတွေရရှိရဲ့သို့တော်ကိုကင်ထားတဲ့သူလက်ဟာ ဆွဲမိဆွဲရဆွဲထားတဲ့ကောက်ရိုးတမြင်များဖြစ်နေမလားဆိုတော့ပြန်ပြန်တတိထားကြည့်ရမယ်ထင်ပါတယ်။ဂျာထဲမှာပိုင်းခြားထားတဲ့လိုင်းကလေးကတကယ်ခပါပါလေးမလို့ပါ။တူတွဲတက်တက်ချစ်တာဆိုတာကတော့သိရှာမယ်ထင်ပါတယ်။ကို့အတွက်လည်းရာဂိုင်နှုံနေနေတော့ပါတတ်တာပဲ။ဘလောက်အနေများလဲဆိုတာပဲကြွားကြတာပါ။ရင်းနေနေတဲ့သူဟာတခုခုကိုစုပ်ကင်ထားမိရင်လက်မလွတ်တမ်းစုပ်ကင်ထားမိတာတဘာဝပါပဲ။ ကောင်ရိုးကအတက်မရှိလို့မသိပေမဲ့လူကတော့ခံစားတတ်ပါတယ်။တကယ်ချင်းလက်မလွတ်ဘူး။ဘယ်တော့မှကိဖက်မလွတ်ဘူးဆိုပေမဲ့တခါတလေမှလည်းတစ်ဖက်ကလိုလိုလားလားရှိမနေချင်တော့တဲ့အခါလက်လွတ်ပေးလိုက်ရပါတယ်။ဒါတည်းလဲချက်ချင်းမေတ္တာတစ်မျိုးပါပဲ။မနေချင်တော့တဲ့သူတကယ်ချင်းလက်လွတ်တရမှာဖြစ်တယ်လို့မနေချင်တော့တဲ့သူကမှအပင်မှန်းခံပြီးဆွဲထားခြင်းနဲ့ကိုကိုကိုတကယ်ချင်းလဲလက်လွတ်တက်ရပါတယ် တံဖြိုးတီဟာ